ာကလေးတွေအတွက်လေ့ကျင့်ခန်းလာတာကြည့်ပြီးပြီတီတီနဲ့မိုင်းမိုင်းရေလာကြဟေးလေ့ကျင့်ခန်းအောင်ဖောက်ဖောက်လုပ်ပြမှာလားလေ့ကျင့်ခန်းကိုဖောက်ဖောက်လုပ်ပြမယ်ကလေးတို့ရေဒီနေ့စိတ်တည်ငြိမ်စေမဲ့အသက်ရှူလေးကျင်ကန်းလေးအတူတူလိုက်လုပ်ကြည့်ရအောင်ဘယ်ဘက်လက်ဖွာလေးကိုကျဲကလေးလိုဖြန့်ထားပါညာဘက်လက်ညှိုးလေးကိုတော့ ဲတန်းလို့အယူမယ်နော်ဘယ်ဘက်လက်မပေါ်တင်းပြီးပက်လေလေးလို့ရှောင်းမယ်အဲ့ဒီအချိန်မှာအသက်ကလေးရှူသွင်းမှာပြန်ဆင်းလာချိန်မှာတော့အသက်မှုတ်ထုံမယ်အဲ့လိုအတိုင်းလေးနဲ့လက်ညှိုးစီကိုသွားမယ်အသက်ရှူသွင်းမယ်အသက်မှုတ်ထုံမယ် လက်ခလဲစီဦးသွားမယ်တက်ရှူသွင်းမယ်အတက်မှုထုံးမယ်လက်တကြွေတက်ရှူသွင်းမယ်အတက်မှုထုံးမယ်လက်တန်းလေးတွေစီဦးသွားမယ်တက်ရှူသွင်းမယ်အတက်မှုထုံးမယ်ပြီးရင်လက်မစီဦးပြန်လာပါတပတ်ပြီးပါပြီ နောက်တစ်ဖက်ကိုအလိုပဲအတူတူလုပ်ကြရအောင်ညီမလေးကိုလည်းအတူတူလိုက်လို့ခိုင်းမယ်နော်ဖဖွာကုကုလလေးမှလုပ်ကြမယ်ညီမလေးလက်ကလေးမှလည်းကုကုလိုလိုက်လို့နော်ဒီကျေပုံလေးနဲ့တက်ရှူခြင်းကိုဆိတ်ရှုပ်ထွေးတဲ့ချိန်စိတ်ညစ်တဲ့ချိန်တွေမှာစိတ်တည်ငြိမ်အောင်လုပ်လို့ရသလိုနေ့တိုင်းပုံမှန်လုပ်ပေးရင်စိတ်တွေပိုကြည်လင်လာနိုင်မယ်နော်နောက်တစ်မျိုးလိုက်လို့ကြည့်ရအောင် လက်ကလေးကိုဘိုက်ပေါ်တင်ထားလိုက်ပါအသက်ရှူသွင်းလိုက်တဲ့အချိန်မှာဘိုက်ဖောင်းလာတာတွေ့လားအသက်ရှူထုတ်လိုက်တဲ့အချိန်မှာဘိုက်ပိန်သွားတာတွေ့လားမြေးလေးတို့လည်းအဲ့ဒီလိုလိုက်လုပ်ကြည့်ရအောင် ီတခါပန်းလန်မွမွေးလေးရှူတယ်လို့မြင်အောင်ပြီးချူသွင်းရှူထုတ်လုပ်ကြည့်ရအောင်နော်။နောက်နေမှလည်းလောရမယ်နော်ကလေးတို့ရေ